ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆိုတော့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဆော့ကဟောက်ရဲ့ပိုကတ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီကနေ့မှာတော့ PSG အသင်းရဲ့ကာတာရီလက်ထက်မှာဖြတ်တန်းလာတဲ့အကြောင်းကိုကျွန်တော်နဲ့တူအာဇာကလောင်ရှင်ဖြစ်တဲ့ဒါဆရာနန်ဝင်ငင်းညံကဘောလုံးရှုကောင်းအပြင်ဒါတခြားသောရှုကောင်းတွေရမှာဒါသုံးသက်ပြောဆိုပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဆရာမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ပါဆရာကြီးဒါ PSG အသင်းရတော့ဒါ2017မှာပေါ့ဒီကာတာရီကစပြီးတော့ဝင်လိုက်တယ်ပေါ့လေဝင်လိုက်တဲ့အချိန်ကနေစပြီးတော့ဒီနေ့ဒီချိန်ထိသူဒါအောင်မြင်လာလေးရှိတယ်ကြာရှုံးလာလေးရှိတယ်အဲ့ပေါ်မှာဆရာရဲ့အမြင်ဒါအရင်ဆုံးစပြောပြအောင်ညီ အာရှင်းရှင်းလေးလေးမြင်ရတာကတော့ The State Owned Club တွေပေါ့နော်ဟုတ်ကဲ့ Manchester City တို့ The Paris Saint-Germain တို့ကဒီနိုင်ငံတနိုင်ငံရဲ့အစိုးရအဖွဲ့တွေက background ရှိနေတဲ့ club အသင်းတွေဒီ club တင်းတို့ State Owned Club တွေလို့ခေါ်တယ်။ State Owned Club တွေကတခြားအသင်းတွေထက်စာရင်ဘဏ္ဍာရေးအခြေအနေအရအားသာချက်တွေရှိတယ်။အခုလိုမျိုးဒီစီးမင်းတွေတင်းကျပ်တဲ့အချိန်ဒီမတိုင်ခင်ပေါ့မတိုင်ခင်တော့က ဆိုရင်သူတို့အသင်းကိုအများကြီးပုံဖော်ခွင့်เนาะ reshaping ပေါ့เนาะ reshape လုပ်ခွင့်ရခဲ့တဲ့အားသာချက်တွေလည်းရှိတယ်။အဲတချို့တော့အရေးယူခံရတဲ့ကိစ္စတွေမှာသူတို့အရေးယူခံလိုက်တယ်။အရင်ကြီးမားတာတွေဆိုသူတို့ပြန်ပြီးတရားစွဲလိုက်တယ်။ဒီလိုနဲ့ကြော်ဖြတ်လာရင်လည်းဒီအသင်းတွေကဒါကမ္ဘာဘောလုံးလောကရဲ့ elite အလွှာတွေကိုရောက်လာတယ်။ Paris Saint-Germain က အပြင်သစ်သမိုင်းမှာပြင်သစ်မှာဒီသမိုင်းမရှိတဲ့အသင်းလို့ပဲပြောရမှာဟုတ်ကဲ့ဒီမျိုးတော်အသင်းဘောနော်ဒါပေမဲ့ဒီ Paris Saint-Germain ရဲ့သမိုင်းကလေယွန်တို့ Marseille တို့လို့အသင်းတွေနဲ့ရှင်လာရင် Paris Saint-Germain ရဲ့သမိုင်းကြောင့်ခက်နေနေမှာဆိုတော့ခက်နေနေဖြစ်တဲ့အတွက်သူမအားသာချက်ကဒီ Madrid နဲ့ Paris နဲ့ဒီမှာ Real Madrid ဘောနော်အထူးသဖြင့် Real Madrid Paris Saint-Germain ဒီအဲ့ဒီအသင်းတွေကဟိုတစ်ဖက်မှာကျတော့ State Owned Club လို့ပြောရင်ဒီဘက်ကချူလောင်အရာလဲသူတို့ကသူတို့တက်ဆိုင်ရာနိုင်ငံတွေရဲ့ဟို ဟိုမြို့တော်တွေရဲ့ဒီအသင်းတွေလို့ပြောလို့ရတယ်။ဟုတ်ကဲ့ဒီ Paris Saint-Germain အသင်းဆိုရင်ဒီ Paris မြို့တော်ပေါင်စီကနေပြီးတော့ဒီသူတို့အသင်းကိုအမြဲတမ်းထောက်ခံပေးနေတာမျိုးတွေလည်းရှိတယ်။ဟုတ်ကဲ့။ဆိုတော့အားမျိုးကဟိုပြင်သစ်မှာ Monaco ကိုမြင်နိုင်တယ်။ Monaco ဆိုဒီ Monaco ဟာဒီကမ္ဘာဘောလုံးလောကရဲ့ထိပ်တန်းကစားသမားတွေကိုဆွေးဆောင်နိုင်မှုအတွက် Monaco ကသူတို့စီလာတဲ့ကစားသမားတွေကိုအခွင့်အရေးလောက်ခွင့်ပေးတာမျိုး။ဟုတ်ကဲ့။အဲ့တော့ကစားသမားတွေကရတဲ့မှသာအတရင်ရတဲ့အခါကျတော့ Monaco ကိုသွားကျင်တာမျိုး။ဆိုတော့ဒါသူတို့ရဲ့ ဒီစီယုံပုံပေါ့လေပြီးတော့ Zenith St. Petersburg ဆိုလဲအဲ့လိုပဲဒီရုရှားမှာဒီသူတို့စီလာတဲ့ကစားသမားတွေကိုအခွန်ကင်းလို့ခွင့်နေပေးတဲ့အတွက်ဒီ Zenith ကိုတွားကစားတဲ့ဒီဥရောပထိပ်တန်းကစားသမားတွေအများကြီးရှိခဲ့တယ်ပေါ့အဲ့ Paris Saint-Germain ကကျတော့တမျိုးအဲ့လိုကြီးတော့မဟုတ်ဘူးတိုးတော့ Paris တော့ပေါင်စေကနေပြီးတော့ဒီသူတို့ကိုပြန်ပြီးတော့ကုညီထောက်ပံ့တာတွေလည်းရှိတယ်ဆိုတော့အဲ့ခါကျတော့ဒီ QSI ကဒီအသင်းကိုရင်းနှီးမြှုပ်နှံဖို့အတွက်ဘာမှရှင်းရှင်းဝေးလုံးနေကြမလို့ Paris ဟာကမ္ဘာယဉ်ကျေးမှုရဲ့ဒါ ဗဟိုချက်မျိုးတော်တွေကတခုလို့ပြောလို့ရတယ်ပြီးတော့ကမ္ဘာဒီ fashion မျိုးတော်လို့လည်းပြောလို့ရတယ်ပြီးတော့ယဉ်ကျေးမှုမျိုးတော်လို့လည်းပြောလို့ရတယ်အတမိုင်းကြီးတယ်ဒီအသင်းဟာဒီ historical point of view အရာပဲဖြစ်ဖြစ်ဒီဘလော့ခ်ကောမလဲ geopolitic အရာပဲ perspective အရာပဲဖြစ်ဖြစ် sorry ကသူတို့ယဉ်ကျေးမှုနာမှုအတွက်အရန်အဆင်ပြေတဲ့နေရာအနောက်တစ်ချက်ကဒီ QSI ကဒီ Paris Saint-Germain ကိုဟိုမဝယ်ခင်မှာသူတို့အများကြီးစဉ်းစားထားတာပါလဲဆိုတော့ global image နဲ့ပတ်သက်တဲ့ကိစ္စတွေပြီးတော့ world cup နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုတော့ဒီအချက်တွေကလည်းသူတို့အများကြီးစဉ်းစားထားတဲ့အရာတွေအဲ့တော့သူတို့နောက်တစ်ခုကဈေးတက်တက်တက်တာနဲ့ဝယ်ခွင့်ရတယ်ဟုတ်ကဲ့အဲ့လိုနဲ့ဒီ Paris Saint-Germain ကဒီ QSI ရဲ့လက်အောက်ကိုရောက်လာတယ်အဲ့ပြီးတော့သူတို့ငွေသုံးတယ်ငွေသုံးတဲ့အခါမှာဒါပရိသတ်တွေရဲ့အမြင်မှာဟိုဘယ်လိုခေါ်မလဲအဖြုံးတက်တက်ငွေကြီးတွေလည်းရှိတယ်ပေါ့ဟုတ်ကဲ့အဲ့ project တစ်ခုကိုတိဆောက်တဲ့ငွေကြီးတွေလည်းရှိတယ်ပေါ့အောင်မြင်တာလည်းရှိတယ်မအောင်မြင်တာလည်းရှိတယ် ဒါပေမဲ့တေဂျာကတော့ပြင်သစ်ဘောလုံးရဲ့ဒီချိန်ဝင်ရှာအဲ့ဒီအဲ့ဒီကောင်ကပါရာဒိုင်းဖြစ်သွားပြီဖြစ်သွားပြီးတော့ပါရစင်ဂျာမင်ကပြင်သစ်ဘောလုံးမှာဒီအမှတ်ဒီလေကူးချန်ပီယံစုကိုကလေးကစားစရာလို့ယူတဲ့အဆင့်ကိုရောက်သွားပြီအဲဒါပေမဲ့သူတို့မှအိမ်မက်တစ်ခုရှိတယ်သူတို့ရဲ့ဒီဘောလုံးနဲ့ပတ်သက်တဲ့ဖုတ်ဘောနဲ့ပတ်သက်တဲ့ဒီ goal ကဒီ UCL ကိုယူဖို့အဲ့ဒါလည်းဒီ2025မှာသူပြည့်စုံသွားပြီပေါ့ ဟုတ်ကဲ့ပါဒါ PSG အသင်းကဒီသူတို့ဒီကျွေးဆိုင်ရပါလေဒါ2017မှာစပြီးဝယ်လိုက်ကြရတောက်လျှောက်ဦးတာငွေသုံးခဲ့တယ်ပေါ့လေဒါအရင်ဆုံးဒါမက်ဆဝဲလို့ကစားသမားမျိုးတွေဆလာတန်လို့ကစားသမားမျိုးတွေအပြင်ကိုနောက်ကျွန်တော်တို့ဒါဒီဘက်ခစ်ကိုရောက်လာတော့နေမာလို့လို့ဒါ MVP လို့လို့ကစားသမားမျိုးခေါ်တယ်ဒါပေမဲ့အဲ့ချိန်မှာပြိတ္တတွေမြင်တာကဒီလိုကစားသမားကျယ်ဝင့်ကစားသမားတွေကိုခေါ်ပြီးတော့အောင်မြင်မှုမရဘူးခုချိန်မှာဒါဒီလူငယ်ကစားသမားတွေကဒါတည်ကြတဲ့ဒါ project တစ်ခုကိုတိဆောက်လိုက်တဲ့အချိန်မှာဒါအောင်မြင်မှုရလာတဲ့ဒီနှစ်ချမ်းမှာပေါ့လေဒါဒီဟိုလီယိုနယ်မက်ဆီလို့ရောက်လာတဲ့အချိန်ဒီမှာဒါ PSG အသင်းကဒါ တို့လိုချင်အောင်မြင်မှုမရခဲ့တာကိုအဲ့ဒါကိုပြီးဟိုဘလုံးပြိတ်သက်တရားဒါကြာရှောင်းမှုတစ်ခုလို့ထင်နေတာပေါ့လေအဲ့ဒါအဲ့အပေါ်မှာဆရာဘလို့ဘလိုမျိုးသုံးသက်ခြင်းလဲဗျာကြာရှောင်းမှုပေါ့ဟုတ်ကဲ့ဒါတော့ငင်းလို့မရဘူးလေဒီတို့မှာတို့အားကစားနဲ့ပတ်သက်တဲ့တို့ရဲ့ goal အတွက်တို့မှာ project တွေရှိတယ်အဲ့ project တွေမှာတို့ထားပါတော့ပြင်သစ်လီကူကိုအရာယူခြင်းတို့ယူနိုင်တယ်ဥရောပထိပ်တန်းကလပ်အသင်းတစ်ခုဖြစ်လာရေးတို့ဖြစ်နိုင်တယ်သို့တော့ champions league ယူဖို့အတွက်ကြတော့တို့မလုံနိုင်ခဲ့ဘူး သူတို့တကယ်ကိုတကယ်ဟိုကြီးကြီးမားမား collapse ဖြစ်တာလုံးဝပြိုလဲကျခဲ့တာတွေက Real Madrid နဲ့ Manchester United နဲ့ Bayern Munich နဲ့ဆိုတော့အဆရှိသဖြင့်မဟုတ်ဒီပွဲတွေမှာတကယ်ကိုသူတို့ဟို collapse ဖြစ်ခဲ့တယ်ဒါလည်းအမှန်တရားပဲဆိုတော့သူတို့အဲ့ project ဟာသူတို့ failure ဖြစ်ခဲ့တယ်အသူတို့ပြန်ပြီးတော့ပြန်လဲတိဆောက်တယ် Louis Campos ပြီးတော့ Luis Enrique အသူတို့နဲ့အတူဒါနောက်ထပ်ဒီ paradigm အရွေးတစ်ခုဖြစ်သွားတယ်ဖြစ်သွားပြီးအဲ့အရွေးမှာသူတို့ပြန်ပြီးတော့အောင်မြင်သွားတယ်ဆိုတော့အဲ့ဒီမှာ အနှိမ့်အမြင့်အတက်အကျောက်ကိုတို့မြင်ရတယ်ပေါ့။အိုးအရှိမလဲဒီ level 0တို့ pastory တို့ဒီ kick ဒီပေါ့ဒီကစားသမားတွေကနေပြီးတော့ Zlatan တို့ David Luiz တို့အဲကနေအခုထားတော့ဒီ Messi နေမှာပေါ့ Mbappe ပေါ့ Messi ကတော့နောက်ဆုံးရောက်လာတယ်ပေါ့။အဲပြီးတော့အခုဒီဒီအခု Doue တို့လို့ပြီးတော့ Barcola တို့လို့ကစားသမားတွေနဲ့ပြီးတော့ Barcelona မှာအဆင်မပြေတဲ့ Dembele ကိုခေါ်ပြီးပြန်ထိစောက်တယ်။ Kvaratskhelia ကိုခေါ်တယ်။ဆိုတော့ဒီ project ပေါ့နော်ဒီ Bruno ဟိုအကောင်လေးပြီးတော့အဲကွင်းလေက ကျောင်းနေဘကျောင်းနေဘဟုတ်ကဲ့ကျောင်းနေဘသူခေါ်တယ်ဗက်တင်ညာရောရှိပြီးသားဟုတ်ကဲ့ဆိုတော့ဒီအချိန်မှာတော့တို့လိုချင်တဲ့ပန်းနိုင်ကိုတို့ရောက်သွားတယ်ပေါ့အဲ့ဒီမှာပြန်အောင်မြင်တယ်ပေါ့ failure ဖြစ်တယ်ပြီးတော့အောင်မြင်တယ်ဆိုတော့ success ဖြစ်တယ်ဆိုတာကတော့ကိုဒါတော့ငင်းလို့မရအောင်ဟုတ်ကဲ့ဒါတခြား shoot down နေကြည့်လိုက်မယ်ဆိုတော့ဒီလိုမျိုး PSG ကဒါတမိုင်းမရှိတဲ့အနေအထားအနေမှာအခုလိုမျိုးဒါလူတွေအပေးသက်အများကြီးဒီဥရောပရန်ဝင်ကဟာဟိုကဒီပေးသက်ဒီအပြင်ကဘာလိုမျိုးစောင့်ကြည့်လာတဲ့ အနေထားမှာဒီမျိုးကျယ်ဝင်းကစားသမားမျိုးတွေခေါ်လိုက်တဲ့တော့ဒါဟောဟိုအောင်မြင်မှုတစ်ခုလို့ပြောလို့ရတာဗျ။အောင်မြင်တာဟုတ်ကဲ့။အခုတော့အခုကအခုကဒါအခုအခုတို့ပြောတဲ့အထဲမှာကဒါဘောလုံးနဲ့ပတ်သက်တဲ့ဒီရီမန်းချက်တွေအကြောင်းပေါ့။ဘောလုံးနဲ့ပတ်သက်တဲ့ရီမန်းချက်တွေအရာဆိုရင်တော့အခုရိုးရိုးရှင်းရှင်းလေးပဲဒီပရိသတ်တွေမြင်တယ်လို့ပဲအခုတို့မြင်ရမှာပဲ။တို့အရင်အောင်မြင်တဲ့အပြိုင်ပွဲတွေရှိတယ်။အရင်အောင်မြင်ခြင်းမှာလျက်နဲ့2025ကျမှအောင်မြင်သွားတဲ့ပြိုင်ပွဲတွေရှိတယ်။ဒါဆိုတော့ဒီအထဲမှာမှငွေတွေအများကြီးသုံးမိမှမအောင်မြင်တာ။ အခုဒီငွေတော့တုံးနေသေးပဲဒါပေမဲ့အသင်းကပို့ပြီးတော့ balance ဖြစ်လာတယ်စည်စစ်လိုက်တယ်လာစာတွေသိပ်မပေးရတော့ဘူးဆိုတော့ဒီ project မှန်မှန်ပေါ့ဒါတော့ပေါ်လုံးဖြူလုံးပါကပေါ့ဒါပေမဲ့အရန်ကိုကျင်းမြောင်းလုံးတာပေါ့ဒါဒါရှင်းရှင်းပြောရင်တော့ဟို narrow view ပေါ့ဗျဒီပေါ်လုံးတက်တက်ကိုကြည့်ရင်တော့သူတို့ဒီကိုဝင်လာတာကအဲ့ဒါမဟုတ်ဘူးလေသူတို့ဒီကိုဝင်လာတာကနံပါတ်1ဒီ sports washing အဲ့နံပါတ်2ကတော့ geopolitics ဆိုတော့ပါရီမှာဒီ Qatar ရဲ့ဒီဘယ်လိုခေါ်မလဲအပိုင်ပစ္စည်းတစ်ခု เนาะသူတို့ရဲ့ property တခုပါရီမှာအဲ့အဲ့ property ကိုသူတို့ကဟိုပါရီမှာသူတို့ကဒီခြံကြီးတစ်ခြံဝယ်လိုက်မယ်ပေါ့ဟိုအေးကများစွာနဲ့မြို့လေကောင်မှာဝယ်လိုက်မယ်ပေါ့အဲ့နေရာကပါရီသားတွေကလာကြမှာလာမှာလေဟုတ်ကဲ့အဲသူတို့ဒီပါရီမှာသူတို့ဟိုနောက်ထပ်အရန်တံမိုးကြီးတဲ့ hotel ကြီးတခုစောက်လိုက်မယ်ပေါ့ပါရီသားတွေကဒီကအတွက်ဂုံယူကြမှာဂုံယူမှာအားပေးကြမှာအားပေးမှာလေဒါပေမဲ့ပါရီစင်ဂျာမိန်ကိုသူတို့ပိုင်ဆိုင်ခြင်းအဖြစ်ဒီပြင်သစ်မှာဒီပါရီသားတွေကိုယ်တိုင်ကပါရီစင်တွေက အားပြီးတဲ့သူတို့ကိုကိုစားပြုတဲ့ဒီ prop ဒီဘလို property တခုကိုကတာကပိုင်ဆိုင်သွားတယ်ပိုင်ဆိုင်သွားပြီးတော့ဟိုပြင်သစ်တွေဟာဟိုဘလို့ပဲဘလို့ခေါ်မလဲဆိုတော့အမှုပညာရဖြစ်စေရင်ကျင်းမှုရဖြစ်စေဘလို့ပဲမာနာကြီးတယ်ပဲပြောပြောဒီဘောလုံးအသင်းမှာကြတော့ဘောလုံးပွဲတင်းမှာတော့ဒီဘောလုံးကွင်းထဲကိုလာပြီးတော့ဝဆင်းရတာပဲလေဆိုတော့ဒါကဒီကတာသူရဲ့ဒီ global image ပေါ့နော် global image ကိုဒီဆောက်တဲ့အပိုင်းကတာဟာ cultural ဖြစ်တယ် modernize ဖြစ်တယ် အဲပြီးတော့ဒီလက်ရှိကမ္ဘာခေရေသီးကြောင်းတွေကိုစီးဝင်နိုင်တဲ့ဆိုတဲ့အရာတွေကိုပုံဖော်ဖို့အတွက်ဒါခြေလှမ်းပေါ့အဲ့တော့တစ်ချက်ရှိတယ်အနောက်တစ်ချက်က sports washing ပေါ့ကာတာနဲ့ပတ်သက်တဲ့ဒီလူအခွင့်အရေးချိုးဖောက်မှုအတန်းတွေပါတော့ညာတွေဆိုတော့ဒီအရာတွေကို normalize လုပ်တယ်ပုံမှန်မှုပြုတယ်ဆိုတော့ဒီအရာကနေပြီးတော့သူတို့ရတဲ့နောက်ထပ်အရာပေါ့နောက်တစ်ချက်ကဟိုအိုက်ထပ်ပို့ပြီးတော့ကြီးမားတာကပါလဲဆိုတော့သူတို့2022 World Cup World Cup ပေါ့နော်ဝင်ကမ္ဘာဖလားဝင်ဝင် ်ကမ္ဘာဖလားပြန်ပွဲကိုအင်ရှင်ဖြစ်ကျင်းပခွင့်ရကြတယ်။အဲ့ဒီရည်မှန်းချက်အတွက်အဲနောက်တစ်ချက်ကဒီသူတို့ရဲ့တခါစီးပွားရေးဘက်ကကြည့်မယ်ဆိုလဲစီးပွားရေးရှုံးအောင်ကြည့်မယ်ဆိုလဲဟိုအခုဆိုဒါကတ်တာတေးရဲ့ဒီကတ်တာ airlines ဟုတ်လားဒါဒူတိုင်းသိတဲ့ဒီ global ကုန်အမှတ်စိတ်တစ်ခု brand တစ်ခုဖြစ်နေပြီ။ဆိုတော့အဲ့ဒီအပိုင်းဆိုတော့ parents ညမင်းအတွက်ဒီ QSI ဟာငွေ300ရကျင်းဟိုဒီ Messi, Neymar, Mbappe တို့လိုကစားသမားတွေခက်ခါဆိုရင် billion နဲ့ချီသွားလိမ့်မယ်လာတာတွေရောဟုတ် ဆိုတော့ billion ဆိုတာကသူတို့အတွက်ကြတော့ဘာမှမဟုတ်တာဟုတ်ကဲ့ဘောလုံးအတွက်တာများတာသူတို့သွားခြင်းတဲ့ဒီ geopolitic ရည်မှန်းချက်တွေပြောမယ်ဆိုရင်ဟို ROI standpoint ကကြည့်မယ်ဆိုရင်เนาะဒီ geopolitic ROI standpoint ကကြည့်သူ invest က return ဘယ်လောက်ပြန်ရသလဲဆိုတဲ့ standpoint ကကြည့်သူတို့ရတာကြီးကသူတို့ပေးလိုက်ရတဲ့ပတ်စံလေးကအမှုံဝါးဖြစ်သွားပြီအဲ့ဒါအဲ့ဒါအောင်မဟာအောင်မြင်မှုဟုတ်ကဲ့ဆိုတော့လူတွေကဒီ cutter နဲ့ပတ်သက်ရင်အဲတာမန်ဖြစ်သွားပြီပေါ့နော်ဒီ cutter ဟာအရင်တော့ဆို တာမန်သူတွေနဲ့ပေါ့တာမန်လူတွေနဲ့တခြားနေရာကလူနဲ့ခက်ဆိုင်ဆိုင်နေရာတခုပေါ့ဟုတ်ကဲ့ဆိုတော့ကာတာနဲ့ပတ်သက်အထူးအဆန်းကြီးပေါ့အော်ချမ်းတော့ချမ်းသာတယ်ဘာကြီးလဲမသိဘူးဒါပေမဲ့ကာတာဟာအခုဆိုရင်ကဘာလက်ခီးသွားတွေလာကျင်စရာကောင်းတဲ့နေရာလို့သူတို့ကတကယ်ကဘာတွေကကဘာသားတွေပဲဆိုတဲ့အမြင်ကိုသူတို့ထုတ်စစ်ပုံဖော်သွားနိုင်ခဲ့တယ်ပေါ့ဒါကဒီ cultural wave ကိုသူတို့ကဒီဘောလုံးနဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဟို overwhelm လောက်လိုက်တာပေါ့တွမ်းမှုတွမ်းမှုလိုက်တာပေါ့ ဟုတ်ကဲ့ပါခုလိုမျိုး PSG အောင်မြင်လာတာဆရာလည်းကတော့ပြောခဲ့တာအရင်တော့လည်းတော့ငွေသုံးခဲ့တယ်အခုလည်းလက်ရှိလည်းသူတို့ငွေသုံးနေကြပဲဒီဒီအပိုင်းနှစ်ပိုင်းမှာလက်ရှိဒါ PSG အသင်းမှာရှိနေတဲ့ဒီအာဂနာထိုက်တာရိုးရောအရင်ကဟိုကအကျိုးတက်အောင်ဖြစ်စေလားဘောလုံးအရာပြောမယ်ဆိုရင်ဒီဘောလုံးရပြောမယ်ဆိုရင်အာဂါသာဒါရိုက်တာဒီအာဂါသာဒါရိုက်တာလူးစ်ကမ်ပိုးရဲ့အခန်းကဏ္ဍတော်တော်ကြီးပါတယ်။အာလူးစ်ကမ်ပိုးနဲ့လူးစ်အန်ရီကေနှစ်ယောက်စလုံးတွဲပြီးပြောရမှာပေါ့။နောက်သူတို့ကို ဟိုစိတ်ကြိုက်လုတ်ခွင့်ပေးလိုက်တဲ့ authority ပေးလိုက်တဲ့ဒီ clarify clarify တို့ကိုလည်းဒါချီးကျူးအောင်ပါပေါ့အဲဒါအခုပြောချင်တာကတော့ PSG ရဲ့ဖြစ်တည်ခြင်းဟာဘောလုံးသက်သက်မဟုတ်ဘူးတချို့အသင်းတွေလို့တချို့အသင်းတွေကတမိုင်းနဲ့ရှင်ပြီးတော့ဘောလုံးအတွက်ဖြစ်တည်လာတဲ့အသင်းတွေဟုတ်ကဲ့သူတို့သွားတဲ့လမ်းကြောင်းကတက်သက်တလန်းအဲ Paris Saint-Germain အတွက်ကြတော့အခုဒီလူငယ်စီမံကိန်းနဲ့သွားနေတယ်ဆိုပြီးတော့အဲ့ဒီဟာကိုလည်းစိတ်ချလက်ချသွားတွက်လို့မရဘူးဟုတ်ကဲ့ သူတို့ရဲ့ပုံရိပ်တွေပုံမူတည်ပြီးတော့သူတို့လုပ်ရမယ့်အလုပ်တွေဟာအဲသူတို့ရဲ့ action တွေကပြောင်းနေမှာပဲနောက်၅နှစ်အကြာမှာကမ္ဘာအကောင်ဆုံးကစားသမားတွေကိုစုပြုံပြီးပြန်ခေါ်ရ PSG ကိုလည်းညီတွေ့ရအောင်ပါပဲအဲကြံဒါကြီးကအောင်မြင်ပါလျက်နဲ့ဘာလို့လောက်တာလဲဆိုမဟုတ်ဘူးမင်းတို့ဘောလုံးအကြောင်းကြီးပဲငါတို့ပြောနေတာမဟုတ်ဘူးဘောလုံးအကြောင်းကြီးပဲငါတို့လုပ်နေတာမဟုတ်ဘူးငါတို့လုပ်ရမှာတခြားအခြေအနေပေါ်မူတည်ပြီးတော့အော်နိုင်ငံရေးကစားကွက်တွေပေါ့လော်လော်ပြောရင်အဲ့ဒါတွေရှိတယ်ဂျော်ပိုလစ်တစ်ကစားကွက်တွေရှိတယ်ဟုတ်ကဲ့အဲသူတို့ရဲ့ဒီပုံရိပ်ညှင့်တင်ရေးကစားကွက်တွေရှိတယ်နောက်သူတို့ ဒီဘယ်လိုခေါ်မလဲဆိုတော့ကဘာကိုသူတို့ရဲ့ပုံရိပ်နေရာတကမှာဖြန့်ကျက်နေအောင်အခုဆိုထားပါတော့မက်ဆီရောက်လာတယ်ပေါ့မက်ဆီရောက်လာတယ်ပဲရစ်ဆန်ယာမင်းကိုရောက်လာတယ်အပဲရစ်ဆန်ယာမင်းကိုမက်ဆီမရောက်ခင်ကဒီ global debate ပဲရစ်ဆန်ယာမင်းနဲ့ပတ်သက်ဘာမှမရှိဘူးမက်ဆီရောက်လာတယ်ခရစ်စတီယိုရိုနာလ်ဒိုနဲ့ code debate အဲသူတို့ရဲ့ဒီ PSG ဆိုတဲ့နာမည်အဲ PSG ဟာကာတာကိုစားပြုရဆိုတဲ့နာမည်အဲ့ဒါကတဖြည်းဖြည်းနဲ့ တကဘာလုံးရဲ့တဲကြီးကြိုက်ဒီမိတ်တခုဒါလည်းသူတို့အကျိုးကျေးဇူးပဲသူတို့ရဲ့နာမည်ကိုသူတို့ရဲ့ပုံရိပ်ကိုသူတို့ကလူတွေရဲ့ခေါင်းထဲကိုအမှတ်တညာတခုဖြစ်သွားအောင်ထည့်ကြတာဆိုတော့အောင်မြင်မှုပဲမသိတော့တုံးရတဲ့ငွေကဘာမှမဟုတ်တာအဲ့တော့အဲ့ဒီကကြတော့ဆော့ဆော့အခုပြောသလိုပဲအခုဒီတော့ဒီလူကမ်ပို့စတိုလောက်တာအောင်မြင်သားကိုအောင်မြင်တယ်ပေါ်လုံးရဒါပေမဲ့လူကမ်ပို့စတိုကမကြရှုံးနိုင်တော့ဘူးလို့ဆိုလူကမ်ပို့စတိုကလည်းကြရှုံးနိုင်တယ်သူတို့ထက်ပိုလမ်းကြောင်းမှန်တဲ့အသင်းတွေနောက်တစ်ခုကဒီဘလိုပဲဖြစ်ဖြစ် အတင်းတသိန်းဟာနှစ်စဉ်နှစ်တိုင်းအောင်မြင်တော့မဟုတ်လေ UCL ကနောက်တစ်နှစ်ကျတော့နောက်တစ်သိန်းပြောင်းသွားမှာ PSG ထပ်ဖြစ်ရင်လည်းဖြစ်မှာပေါ့ဖြစ်နိုင်ချေအင်မတန်နည်းတယ်လေဆိုတော့အဲ့ဒီချိန်တော့ဘောလုံးကတော့အဲ့လိုတွေရှိတယ်မဟုတ်ဘူးဟိုကတော့တမန်ထဲတက်သွားတာဒီ geopolitics ဂျီမန်ချက်တွေ sports watching ဂျီမန်ချက်တွေကတော့တဖြုတ်ထိုးတက်လာတာအခုချိန်ထိကြားတယ်အောင်မရှိဘူးဆိုတော့ဘောလုံးဟာဒီလိုသွားသွားနေတာဟိုပြောမယ်ဆိုရင်ဟိုလမ်းကြောင်းအတိုင်းဒီ straight line အတိုင်းသွားနေတာဟိုက exponential growth ကြီးနေတယ် ဒီ person ကြောင့်မင်းရဲ့ပုံရိပ် Qatar ရဲ့ပုံရိပ် QSI ရဲ့ပုံရိပ် Qatar Airlines ပဲဖြစ်ဖြစ်ဟိုသူတို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ဒီ cultural ပေါ့နော်ဒီ cultural wave ပေါ့ဒီကဘာကိုလွှမ်းမိုးဖို့အတွက်သုံးတာပဲအများကြီးသူတို့ပြည်ဆောင်သွားတာပဲဟုတ်ကဲ့အဲ့တော့ Neymar Mbappe အဲ Messi ပေါ့နော်ဒီသုံးယောက်အတွဲဟာဘောလုံးပရိသတ်တွေအတွက်ဘောလုံးရှူရောင်းကနေ failure ဖြစ်သွားတဲ့စီမံကိန်းတခု Paris Saint-Germain အတွက်ကြောင့်သူတို့ရဲ့ဩစာကိုစားတတ်တပူပို့ပြီးတော့ ိုးပေးနိုင်တယ်သူတို့တောင်းလိုက်ရတဲ့ငွေမဖြစ်သလောက်နဲ့သူတို့ဩဇာကိုအများကြီးကြီးလာသေးတယ် Global debate တွေကိုဖြစ်စေတဲ့နေမာကြောင့် South America ဇီးကွက်တွေပွင့်သွားတယ် Messi ကြောင့် South America ဇီးကွက်တွေပွင့်သွားတယ်ဆိုတဲ့အရာတွေနဲ့ရှင်လိုက်ရင်သူတို့အတွက်ကျတော့ဘောလုံးထပ်အများကြီးပို့ပြီးတော့အများအဆုံးထွက်သွားတယ်ဟုတ်ကဲ့ပါဒါ PSG ကဆိုရင်လို့ရှိမို့လीလက်ရှိမှာတော့ဒီသူတို့လက်ရှိဒါငွေ300ရာရလဲဒါတော်တော်များတယ်ပေါ့လေအခုလက်ရှိမှာတော့ဒါသူတို့ရဲ့လူချင်းတဲ့အောင်မြင်မှုကဒီ Champion League ဖလားလဲရခဲ့တယ်အဲနောက်ပြီးတော့ ဒီသူတို့ရဲ့ဒီဘယ်လိုပြောမလဲဒီမဟာစီမံ sorry ဒီဟို global branding နေအဲ့လိုမျိုးဟာလေအခုလိုဒါဒီ sponsor deal တွေလည်းအများကြီးပဲ commercial လည်းအများကြီးပဲအထူးသဖြင့်ဒါဟို night တို့နောက်ပြီးတော့အခုအခုပြပြမယ် Paris Saint-Germain အဲ့ဒါကြီးလည်းတကယ်တော့မမတ်ဘူးဟုတ်အဲ့ဆိုတော့တခုရှိတာကဘောလုံး club အသင်းတစ်ခုအနေနဲ့လေပတ်တဲ့အခါကျရင်ဒီလက်ထဲငွေရှိအောင်လည်းမရဘူးဟုတ်ကဲ့ဆရင်ခြောင်မရမယ်အဲ့ဆရင်ခြောင်မှုအတွက်ဒီ sponsorship deals တွေကအရေးကြီးတယ်ဟုတ်ကဲ့အဲ့အဲ့ဆရင်ခြောင်တဲ့အတွက်သူတို့နောက်ထပ်ငွေတွေ၃ဆယ်ခွင့်ရမယ် ဆိုတော့အဲ့ဒီအတွက်တော့အရေးကြီးပေမဲ့တို့ကအဲ့ဒီငွေကြေးကတို့တဘာမှမဟုတ်เนาะဒါဒါဒါရှင်းအောင်ပြောတာ Paradise Jamming ကကမ္ဘာအကောင်းဆုံးအသင်းဖြစ်ခြင်းကနေအကျိုးကျေးဇူးတွေအများကြီးရတယ်ကမ္ဘာအချမ်းသာဆုံးအသင်းတို့ဖြစ်ချင်တာမဟုတ်ဘူးအတော့သူကြွဲကူးကြီးပါဖြစ်ရလဲဖြစ်မှာပေါ့ဆိုတော့ဒီ sponsorship deal တွေပါတွေကလည်းစီးရင်ချောင်ဖို့အတွက်ပဲအသုံးဝင်တယ် Paradise Jamming ကဒီရာသီမှာဘလောက်အမျက်ပေါ်တယ်လဲသူတို့စိတ်ဝင်စားအောင်သူတို့အဲ့ဒါလုံနေတာမဟုတ်ဘူးသူတို့သွားနေလမ်းအရှင်းရှင်းလေးပဲသူတို့သွားနေတဲ့လမ်းကအပေါ်လုံးထက်အများကြီးပိုတယ် ုတ်ပါဒါဆရာပြောမှဒါသူတို့ကအခုဆိုလို့ရှင်တာ PFG ရဲ့ဒါတနှစ်ဝင်လို့ရဆိုတာယူရိုတန်း800ကျော်လောက်ရှိတယ်နောက်ပြီးတော့ဒါသူတို့ကဒီစပွန်ဆာဒီလေးကသူအများကြီးပဲဒါပေမဲ့သူတို့ကအဲ့အချိန်ဒီမျိုးမှာတော့မှဒါ UFA ရဲ့ဒါ financial fair play နဲ့ကနည်းနည်းဟိုကကရောက်ကစားဖြစ်နေတဲ့အနေအထားမျိုးကြီးဖြစ်သူတို့အဲ့အရာလေးကိုဆရာဘယ်လိုမျိုးကြော်ဖြတ်နေရလဲကိုကအခုဆော့ပြောသလိုပေါ့ဒီ sponsorship deal တွေကသူတို့ကိုစင်းချောင်းနေတယ်လေဟုတ်အဲ့စင်းချောင်းမှုအတွက်သူတို့လုံနေတယ်တကယ်တကယ်ပြဿနာဖြစ်လာခဲ့ရင် fine chart နဲ့ fine chart ခံလိုက်မှာပေါ့ ဟာလာဒါပေမဲ့ဒီ Champion League ကနေပြီးတော့ထုတ်ပယ်မယ်လို့ပြောဆိုသူတို့ဘယ်ခံရလဲအဲ့ဒါသူတို့ image ကိုထိပြီအဲ့ကြရင်ဒီဘောလုံးအဖွဲချုပ်တည်းဖြစ်ဒီအခုအဲ့ဒါအရင်ကလည်းပြောဘူးတယ်နောက်တော့ကြော်ဝင်ညီလေးကိုထပ်ရှင်းပြအောင်ဘောလုံးအဖွဲချုပ်တည်း UEFA လို့ organization နဲ့ FIFA လို့ organization နေမှာအရက်ဘက်ခုံရုံးမှာရှုံးမှာပဲတကယ်တမ်းကြတော့ free market ကိုသူတို့ကပိုသားမပြုဘူးသူတို့ကသူတို့ကဘယ်လိုကောင်းလဲဆို money monopolize လုပ်ထားတာဟုတ်ကဲ့အဲ့အဲ့ဒါကဒါကြောင့်ဒီတလောကဒီဒီ super league ခွဲထွက်မယ်ဆိုတော့သူတို့ဒီတရားဥပဒေရေးရသူတို့တားဆီးလို့မရအောင်လေ တို့ရှုံးတာပဲ Real Madrid Barcelona Juventus နဲ့ဆက်နေတဲ့နိုင်တာပဲအဲ့ဒါတွေကတို့တွားပြီးရက်တန်လို့မရအောင်နောက်ဆုံးပြိသက်တွေအကြောင်းသာ UEFA ကအဲဒီစီမံကိန်းကပြတ်သွားတာဆိုလိုတာကအဲ့လိုတကယ်တကယ်တို့ရဲ့ပုံရိပ်ကိုထိခိုက်စီမံကိစ္စတွေကြာရင်တို့ရှင်းနေနေတော့မှာပဲဆိုတော့ဒါကဒါတို့ရှေ့လျှောက်လဲဒီပုံစံနဲ့ပြောသွားမှာပဲဟုတ်ကဲ့ပါဒါအခုဆိုတော့ဒီဒါဘောလုံးဒါတခြားရှူတောင်းနေစားဒါဆွေးနွေးတာလည်းဒါပြည်သက်တွေလည်းကျင်းအားမယ်လို့ထင်ပါတယ်နောက်ဆုံးပေါ့လေဒါလက်ရှိမှာဒါ PSG အသင်းကတော်တော်လေး ဒီခြေစွမ်းပိုင်းပေါ့လေစွမ်းဆောင်ကတော်တော်လေးအားရစရာကောင်းတဲ့အသင်းလေးဖြစ်တယ်အထူးသဖြင့်သူတို့ရဲ့ကွင်းလေပေါ့သူတို့ရဲ့ကွင်းလေအရင်ကဖလိုရစ်ဖြစ်လွန်အောင်ကြီးရယ်ဆိုဒီ PSG အသင်းရဲ့လက်ရှိသူတို့ဒီကစားဟန်အနေထားမျိုးကဟိုလက်ရှိမှာဒါတခြားအသင်းတွေဒါလိုက်ပြီးတော့တူပနေတယ်တကယ်ကစားချင်တဲ့အနေထားမျိုးရှိတော့ဒီအနေထားမျိုးကဒါ trend တစ်ခုအနေနဲ့ဖြစ်နေပြီလားဒီသူတို့ရဲ့ကွင်းလေပေါ့အဲ Paris Saint-Germain ကဘောလုံးရဲ့ ideology တစ်ခုကိုဟို new ideology တစ်ခုကိုမွေးဖွားစီလောက်တဲ့ innovation မျိုးမဟုတ်ပါဘူးသူတို့ရှိနေရှိရင်းဆွဲထဲမှာသူတို့အချိတ်ဆက် ကင်းမဲ့နေတဲ့တချို့သော missing piece တွေတွေပြည့်စုံသွားပြီးတော့အရန်အားကောင်းသွားတဲ့ကစားရံတစ်ခုနဲ့အမြန်နှုံးကိုလည်းကိုစားပြူနိုင်တယ်၊ကြံ့ခိုင်မှုကိုလည်းကိုစားပြူနိုင်တယ်၊ငယ်ရွယ်နှုတ်ပြမှုကိုလည်းကိုစားပြူနိုင်တယ်၊အတွေ့အကြုံလည်းကိုစားပြူနိုင်တယ်။အဲ့ဒီအချက်တွေပြည့်စုံသွားပြီးတော့အသင်ကောင်းတစ်သင်းအဲ့ဒီအသင်ကောင်းတစ်သင်းဟာအရှိနှစ်အတွက်လဲသူတို့အာမခံချက်ရှိတယ်။အာမခံချက်ဆိုတော့အသင်ကောင်းဆက်ဖြစ်ဖို့အာမခံချက်ရှိတယ်။ဟိုအခု supply တွေကြောင်းမပြောဘူးနော်။နောက်နှစ်နှစ်၊သုံးနှစ်၊လေးနှစ်သို့တော့အဲဟိုဖောင်လေးတွေပေါ့ ်ဘာပါကိုလာထွက်သွားမယ်ဒမ်ဘယ်လီရုတ်တရက်ဒဏ်ရာပြန်ရသွားတာမျိုးဆိုတော့ဒီအခက်ခဲတွေကြာလဲသူတို့မဖြစ်မနေကြောက်မယ့်အရာတွေပဲအဲ့ဘောမှာမူတည်ပြီးတော့ခြေစွမ်းအတက်ကြအနေမျိုးတော့ရှိတယ်ဟိုတေချာတာကတော့ကတ်တာနက်ချိုလိုတိုတဖုတ်ဘောလိုအတီကီတာကလိုအိုင်ဒီယိုလော်ဂျီအစ်စ်တစ်ခုဘုံဆိုမွေးဖွားလာတာမျိုးတော့မဟုတ်ပါဘူးရှင်းစွဲထဲမှာပိုကောင်းလာတဲ့စနစ်တစ်ခုကိုပဲရစ်ညမင်းကတည်ဆောက်နိုင်ခဲ့တော့ဟုတ်ကဲ့ပါအခုဆိုရင်ဒါတို့ရဲ့ဒါလိုချင်တဲ့ ဟိုအောင်မြင်မှုတွေလည်းအတိုင်းအတာတစ်ခုထိလည်းရသွားပြီဆိုတော့သူတို့အနေနဲ့ဒါဆရာအနေနဲ့ဒီပြည့်ကျင်းတဲ့ပတ်သက်ပြီးနောက်နောက်နောက်ထပ်ပေါ့လေဒါဘာမှန်းပြည့်စုံစရာရှိလဲနောက်ပြီးတော့သူတို့ကနောက်ထပ်ပေါ့လေဘယ်ခြေလမ်းအသစ်မျိုးကိုသူတို့လှမ်းနိုင်လောက်လဲဗျာဘယ်ခြေလမ်းအသစ်မှမလှမ်းနိုင်လောက်ဘူးသူတို့အောင်မြင်နေလက်ရှိအောင်မြင်သွားတဲ့ဒီနီးပြိုဟာတစ်ခုပေါ့နော်ဒီ ideology တစ်ခုပေါ့ ideology တစ်ခုသူတို့စွန့်လွန်မှာမဟုတ်ဘူးသူတို့အခုကျမှသူတို့လောက်အောင်မှာကလက်ရှိသူတို့ကစားမကောင်းနေသူတို့အတင်းကသမိုင်းကြတော့နေနေဟုတ်ကဲ့ အဲ့ဒီခါကျတော့ Real Madrid လို့ Barcelona လို့အသင်းမျိုးတွေတောင်းအဆင်လာကြီးတဲ့အသင်းမျိုးတွေကန်လန့်လာခဲ့ရင်တောင်းခံနိုင်စွမ်းအဲ့ဒီအတွက်ဒီကစားသမားတွေဒီအသင်းမှာဆက်ထိန်းထားနိုင်ဖို့အကသူတို့အတွက်နံပါတ်1ဟုတ်ကဲ့ပြီးတော့မှကျန်တဲ့ကစားသမားတွေကိုထပ်ဖြည့်ပြီးတော့ပို့ပြီးတော့အရင်သွင်းမြင့်သွားမယ့်နေရာတွေရှိတယ်ဟုတ်ကဲ့အထူးသဖြင့် center back ပေါ့နော် Marquinhos ကအရင် long term တော့အားကိုးမှာမဟုတ်တော့ဘူးဒီမှာ Pacho တို့လည်း lower ချက်တွေရှိသေးတယ်သူတို့ကတကယ် world elite အလွာမဟုတ်ဘူး system ရဲ့အကူအညီကိုရလို့သား အဲသူတို့အားကောင်းနေဟုတ်ဆိုတော့ဒီနေရာလေးဖြည်းဖြည်းချင်းပြန်ပြီးတော့ဖြုတ်လဲရမယ့်နေရာရင်းနဲ့ပို့ပြီးတော့ဒီဒီ squat tap အပိုင်းပြင်ဆင်မှုတော့ရှိတာပေါ့အဲ့တော့ current philosophy ကိုဆက်ပြီးတော့ improve လုပ်လို့ကိုပဲရှိတယ်သူတို့ဘာမှ trade ကြလို့ကြာမှရှိဟုတ်ကဲ့ပါအခုလိုမျိုးဒါ PHG အသင်းနဲ့ပတ်သက်ပြီးတော့ဆရာဆရာပြည့်ပြည့်သုံးဖြည့်သွားတာပြည့်တဲ့တည်းလေးကျင်းအားမယ်လို့ထင်ပါခင်ဗျာနောက်အစီအစဉ်မှာပြန်လည်ဆုံတွေ့ပါဦးခင်ဗျာ